အတိတ်ဖြစ်ရန်နှင့်ပစ္စုပန်ဖြစ်ရန်များသည်အရှိလေပိုင်းဒေတာကိုသားမဟုတ်ကမ္ဘာငြိမ်းချမ်းရေးကိုပါချိန်ချောက်လျက်ရှိကြောင်းဖြင့်ဂျော်ဒန်မင်းဟူစိန်ကတည်င်းစာဆရာများနှင့်သူ၏နန်းတော်တွင်ပြောကြားသွားသည် လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေပြေးလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်1982ခုနှစ်ကတည်းကတန်တမန်ဆက်သွယ်ရေးပြတ်ထောက်ထားသောအီရန်နှင့်အီရန်နိုင်ငံတို့သည်တန်တမန်အဆက်သွယ်များပြန်လဲပြုလုပ်လာကြသည်အီဂျစ်ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးအမ်မေအစ်မေကမိမိတို့သည် ရန်သူလက်တွင်ဂျန်နေသေးသော အသိမ်းပိုက်ခံနေမည်များကို ပြန်လဲကတ်တင်မည်ဖြစ်ကြောင်းယနေ့ပြောသည်အယ်ဂျီးရီးယားသမ္မတဘူမီဒီယန်သည် ပြင်ညာချင်းလုံးဝမပြုတ်ပဲယူဂိုစလာဗီးယားနိုင်ငံသို့ယနေ့သွားသည်သမရတီတိုနှင့်ဆွေးနွေးပြီးနေချင်းပြန်လာသည်မိသည့်အကြောင်းကိုမိသို့ဆွေးနွေးကြောင်းထုတ်ပြန်ပြင်ညာချင်းလုံးဝမပြုတ်ချေဒေဒီထီတိုက်ပွဲဝင်ပြီးအနက်အိဒိဘယ်ကိုအစ္စရေးများတတ်သည်နားလေသွားအောင်စီးရီးယားစစ်မြန်နာ၌တိုက်ပွဲဝင်နေသောမိမိတပ်များကတင်ကြားပေးလိမ့်မည်ဖြစ်ကြောင်းဖြင့်ဂျော်ဒန်ဘုရင်ဟူစိန်ကယနေ့ပြောသည်ဘုရင်ဟူစိန်သည်တလင်းကိုနေနေ့နှင့် လင်းလာနှစ်ရက်လုံးရှေးတန်းစင်မြနာသို့သွားရောက်ပြီးတိုက်ပွဲဝင်နေသော၎င်း၏တပ်များကိုကြိရှုစစ်ဆေးအားပေးသည်မိမိတို့၏တိုက်အားကြောင့်ရန်သူတို့သည်၎င်းတို့သိမ်းပိုက်ထားသော အာရန်နေမြေပေါ်မှပြန်လည်ထွက်ခွာသွားကြရန်ဆုံးဖြတ်ပြီးဖြစ်နေပါပြီဟုဟူစိန်ကပြောသည်အစ္စရေးပြောသည်များဣသရေလနိုင်ငံအတွင်းရှိအာရက်လူမျိုးများနေထိုင်ရာဒေသများတွင်ယုံခုနှစ်ခုဖွင့်လှစ်ပြီးယခုစစ်ပွဲ၌အာရက်အမျိုးသားများပါဝင်ကူညီလာအောင်ဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့ ဝင်ကြီးချုပ်၏အကြံပေးအရာရှိဖြစ်သောမစ္စတာတိုလီဒါနိုကပြောသည်စစ်ဖြစ်သည့်အတွက်အာရအမျိုးသားများသည့်၎င်းတို့၏နေအိမ်များနှင့်အလုံထားနာများကိုစွန့်ခွာပြီးစစ်ပြေးဘဝသို့ရောက်နေကြသည်၎င်းတို့ကိုပြန်လည်စုစည်းရာယခုအများအပြားပြန်လည်ရောက်ရှိနေကြပြီးအလုံများကိုလည်းပြန်လည်လုတ်ကင်နေကြပြီးမိမိတို့စေရေးကိစ္စများတွင်ပူးပေါင်းဆောင်ရွက်နေကြကြောင်းဖြင့်၎င်းကဆက်လက်ပြောသည် အနာယူနေကြသောဘိုးချုပ်ကြီးဆန်နှူးတို့သည် ယခုစစ်တွင်ဘာဝင်တိုက်ခိုက်ကြရန်ပြန်ခေါ်လိုက်ပြီးဖြစ်ကြောင်းဖြင့်အစ္စရေးကကြေညာသည်၎င်းတို့အထဲတွင်6ရက်စစ်ပွဲကာလကစွန်းစွန်းတမန်တိုက်ပြီးအောင်မွေးမြအလီလီရကနာမည်ကြီးခဲ့သည့်၄၁စစ်ဦးစီးချုပ်ဟောင်းဝိန်းစ်မင်းလဲဘာဝင်နေသည်ဟု သိရသည်အစ္စရေးလေးတပ်မှဘုံကျဲတိုက်လျင်များသည့်ကိုင်ရိုမြို့၏မြောက်ဘက်နှင့်အရှေ့ဘက်များရှိစစ်အခြေခံစခန်းများကိုတွားရောက်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖြင့်စစ်ဦးစီးဌာနကကြေညာသည် အလားတူပင်စီးရီးယားနိုင်ငံတွင်ရှိရေနံစက်ယုံများကိုပါတိုက်ခိုက်ဖျက်ဆီးပစ်မည်ဖြစ်ကြောင်းပြောသည်။ကမ္ဘာနိုင်ငံအသီးသီးမှ ခရက်များအရှေ့လယ်ပိုင်းဒေသရှိနိုင်ငံအသီးသီး၏လွတ်လပ်ရေးနေလုံခြုံမှုအတွက်အခွင့်အရေးများရှိသည့်ဘက်ကအမေရိကန်စိုးရွားကရက်တီကြောင်းဖြင့်သမရနတ်စင်ကပြောသည်။နတ်စင်ကဆက်လက်ပြောရာတွင်အမေရိကန်ပြည်ထောင်စုသည်ငြိမ်းချမ်းရေးကိုတိစောက်သည့်နိုင်ငံဖြစ်သည်စစ်ကိုရက်စေးလိုပြီး ငင်းငင်းရီတီးတန့်ခိုင်မြဲမြဲအချိန်နေအကြောင်းတရားများကိုရှားဖွေသိမ့်ပြီးစသဖြင့်ပါရှိသည်စစ်ဖြစ်နေသောနိုင်ငံများအင်အားချိန်ဝင်ခြားခြင်းညီမျှစေရန်အတွက်စစ်လက်နက်ပစ္စည်းများကိုအစ္စရေးနိုင်ငံသို့အမေရိကန်ကစတင်ပို့ပေးနေပြီဟုကြေညာသည်ဘေးပို့သောပစ္စည်းများ၏အမျိုးအမည်ကိုဖော်ပြခြင်းမပြုတော့လဲအစ္စရေးကိုဆုံးရှုံးသွားသည့်နေရာတွင်အရေးကြီးအစားထိုးရန်လိုအပ်နေသည့် F4 Phantom အမျိုးအစားဂျက်လီယင်များများနှင့်တင်ကားများဖြစ်သည်ဟု သိရသည်နိုင်ငံညာရေးဌာနပြောရေးဆိုခွင့်ရှိသူမက်ကလော့စကီကစစ်လက်နက်ပစ္စည်းအမြောက်များကိုရုရှားတို့ကအာရန်နိုင်ငံများကိုအရေးကြီးပေးပို့နေတယ်စစ်ပွဲတွင်အာရတ်တို့ဆုံးရှုံးသွားသော လေယာဉ်များများတင်ကားများနှင့် အခြားစစ်လက်နက်ပစ္စည်းများကို အစာပြန်ထိုးနိုင်ရန်ဖြစ်တယ်ထို့ကြောင့်၎င်းတို့ကနိုင်ငံချင်းချင်းအင်အားညီစေရန်မိမိတို့ကလည်းစစ်ပစ္စည်းများကိုအစ္စရေးသို့ပေးပို့ရခြင်းဖြစ်တယ် မိမိတို့ဤဝါရသည်ထူထီးသရှိနိုင်ငံများအလုံးလွတ်လပ်ရေးခိုင်မြဲမှုနှင့် လုံခြုံရေးရရှိမှုအတွက်ပင်ဖြစ်ပါသည်ဟုမက်ကလော့စကီကပြောသည်ဗီယက်နမ်လူငယ်များတို့သည်အာရတ်နှင့်လက်တွဲပြီးအစ္စရေးကိုတိုက်ခိုက်လိုကြကြောင်းဖြင့်တောင်ဗီယက်နမ်ယာယီတော်လှန်ရေးအစိုးရသံမကြီးထရန်ဘန်ဟွာကယနေ့ပြောသည်မလေးရှားပြည်သူများသည်အီဂျစ်နှင့်လက်တွဲပြီးတိုက်ပွဲဝင်လိုသည်သို့တော်လည်းပြည်သူတို့၏တောင်းဆိုချက်ကိုအကောင်အထည်ဖော်ရန်အချိန်မကျရောက်သေးကြောင်း အာရပြည်သူများနဲ့ညီရင်းကိုစိတ်ထားကယခုကဲ့သို့ဆန္ဒပြုနေကြသည့်အတွက်ဝမ်းမြောက်ပါကြောင်းဖြင့်မလေးရှားနိုင်ငံရှိအီဂျစ်တန်ယုံမှ ပြန်ကြားရေးအရာရှိကပြောသည်အစ္စရေးသိမ်းပိုက်ထားသည့်နေမြေများကိုပြန်အရာရေးကျိုးပန်းကြရာတွင်အာရပြည်သူများကိုဗတ်ပေါင်းဆောင်မှအကူအညီပေးမည်ဖြစ်ကြောင်းဖြင့်အယ်ဂျီးရီးယားနှင့်ဆိုဗီယက်တို့၏ဥရွယ်ကျင်းညာချက်တွင်ဖော်ပြထားသည်အယ်ဂျီးရီးယားသမ္မတဘူမီဒီယန်သည်ယနေ့ကမော်စကိုသို့သွားရောက်သည် ရုရှားနိုင်ငံခေါင်းဆောင်နှင့်တွေ့ဆုံသည်ထို့သို့ဆွေးနွေးအပြီးကြေညာချက်ထွက်လာခြင်းဖြစ်သည်ဘူမီဒီယန်နှင့်အတူစစ်ရာရှိများအပါအဝင် အဖွဲ့တော်တော်များများလိုက်ပါလာသည်ယခုကိစ္စနှင့်ပတ်သက်ပြီးလွန်ခဲ့သည့်အပတ်ကဘူမီဒီယန်ထံဘရက်ညက်ကစာရေးပေးပို့ခဲ့သည်ဟုသိရသည် အစရိကွန်မြူနစ်ပါတီမာဂီကပေးပို့သည့်ကြေညာချက်ကိုအီတလီကွန်မြူနစ်နိုင်ငံကယနေ့ကြေညာသည် အစရိကွန်မြူနစ်ပါတီကကျူးကျော်သူအီဂျစ်နှင့် စီးရီးယားတို့ကိုခြုံရှာလိုက်ပြီးအပြစ်ခတ်ရစဲရန်တောင်းဆိုလိုက်သည်။မြောက်ဗီယက်နမ်နိုင်ငံနှင့် တောင်ဗီယက်နမ်ယာယီတော်လှန်ရေးအစိုးရများကအစ္စရေးကျူးကျော်သူတို့အားတိုက်ခိုက်နေသည့်အီဂျစ်နှင့်စီးရီးယားကိုလုံးဝထောက်ခံမှကြောင်းဖြင့်မြောက်ဗီယက်နမ်သမ္မတနှင့်တောင်ဗီယက်နမ်ယာယီတော်လှန်ရေးအစိုးရသမ္မတတို့ကဆိုင်းယားနိုင်ငံများသို့ကျင်းနှံဖြင့်အကြောင်းကြားသည်။1983အောက်တိုဘာ16ရက်အင်္ဂါအီဂျစ်စစ်မျက်နှာ 17ရက်မြောက်နေ့စပွဲတွင် တင်ကားနှင့်အမြောက်တပ်များတိုက်ပွဲဖြစ်ပွားခြင်းနှင့်နနက်အာယုံတက်ကလေးကစတင်သည်စီနိုင်းသေးကန်နိုင်ရအတွင်း၌ဖြစ်ပွားနေသော တင်ကားတိုက်ပွဲများတွင် ရန်သူတင်ကား20စင်းကိုဖျက်ဆီးပစ်ပြီးနိုင်မြေဝကျုံးမော်ကမ်းလုံမြေထဲပင်လယ်၌လည်းရန်သူဤတိုက်သင်းမော်၄စင်းကိုမိမိတို့ရေးရက်ကနှိမ့်ညုပ်ပစ်လိုက်ပြီးဖြစ်ကြောင်းအီဂျစ်ကကြေညာသည်အီဂျစ်အသေးကန်တပ်များသည်အစ္စရေးစစ်ကြောင်းဤ နောက်ကျောဘတ်သို့ဝင်ငါစခန်းများကိုရုတ်တရက်ဝင်တိုက်ခြင်းဖြင့်အောင်ပွဲများကိုရရှိကြောင်းစူးအတူးမြောင်းကိုအရှိပင်လဲကမ်းရိုးတန်းတစ်လျှောက်တွင်ရှိသည်ရန်သူစခန်းများကိုလည်းအောင်မြင်စွာတိုက်ခိုက်နိုင်လိုက်ကြောင်းရန်သူသိမ့်ပိုက်ထားသောနေမြေများကိုလည်းတစရစပြန်လဲရယူနေပြီဖြစ်ကြောင်းရန်သူ၏ရှေးတန်းစစ်ကြောင်းများသည်လည်းပြိုစင်းစာပြုတ်နေပြီဖြစ်ကြောင်းအီဂျစ်စစ်ဦးစီးဌာနကထုတ်ပြန်သောကြေညာချက်တွင်ဖော်ပြထားသည်အစရေဘက်ကလည်း သူကတူးမြောင်၏အနောက်ဘက်ကန်အီဂျစ်နယ်မြေတွင်သို့အသေးခံတပ်များပေးပို့ကနောက်ပိုင်းတွင် ရှိနေသောစခန်းများနှင့်အားဖြင့်လမ်းကြောင်းများထောက်ပံ့ရေးလမ်းကြောင်းများကိုဖြိုခွဲလျက်ရှိသည်အသေးခံတပ်များကိုလေကြောင်းကူညီဖြင့်ရန်သူ၏နောက်ကျောဘက်သို့ပို့ပေးခြင်းဖြစ်သည်ဆမ်ဒုံရင်စခန်းများကိုအဓိကထားပြီးဖြတ်စည်းရန်ကြိုးစားလျက်ရှိသည် အရှိဘက်ကန်တွင်အီဂျစ်စစ်အင်အားမှတသိန်းခန့်ရှိနေသည်ဆမ်ဒုံရင်စခန်းများကိုအစ္စရေးအသေးခံတပ်များက နောက်ဘက်ကန်းတွင်အောင်မြင်စွာ ဖြည့်ဆည်းပြနိုင်သည်ဟုစစ်ဖက်ကပြောသည်။အစ္စရေးတို့သည်စီနိုင်းတဲကန်နိုင်ရအတွင်း၌အီဂျစ်များနှင့်ရင်ဆိုင်တိုက်ခိုက်မှုကိုအဓိကမထားတော့ဘဲစူအတူးမြောင်၏အနောက်ဘက်ကန်းအီဂျစ်ပြည်အတွင်းပိုင်းသို့အင်ဂျီအာဂျီဖြင့်တံများကိုပေးပို့ရန်စစ်ပရိရဲ့ပြောင်းလိုက်ကြောင်းခန့်မှန်းရသည်။ရေထဲပင်လည်းကန်းကြီးအလက်ဇနီးယမျိုးတဝိုက်ရှိရေးတဲ့စခန်းများရေဒါစခန်းများ စစ်စခန်းများကိုအစ္စရေးရေတပ်ကတွားရောက်တိုက်ခိုက်သည် ပြမှတ်များကိုကောင်းစွာထိသည် အပြည့်အစည်းများပြသည်ဟုသိရသည်စီးရီးယားစစ်မျက်နှာစီးရီးယားတို့လက်မှ6ရက်စစ်ပွဲအတွင်းကအစ္စရေးတို့သိမ်းပိုက်ခဲ့သောဟာမွန်တောင်ငုံကိုယခုစစ်ပွဲစတင်ဖြစ်သည့်ပထမနေ့ကပင် စီးရီးယားတို့ကပြန်လည်သိမ်းပိုက်သွားသည်ထိုတောင်ငုံကိုယနေ့ထပ်တိုင်အောင်စီးရီးယားတို့ဘက်မှပြန်လည်သိမ်းပိုက်ရယူနိုင်ခြင်းမရှိသေးကြောင်းအစ္စရေးကယနေ့ဝန်ခံသည်အစ္စရေးတို့သည်ဟာမွန်တောင်ငုံကိုပြန်လည်ရယူရေးထက် မက်စကတ်မြို့တော်ကိုသိမ့်ပိုင်နိုင်ရေးသာအာယုံဆိုင်နေကြသည်စီးရီးယားစစ်မျက်နှာတွင် ရှိသမျှသောအင်အားဖြင့်အလဲဦးချောင်းကို ထိုးဖောက်ကာဒမက်စကတ်မြို့သို့ချီယံကြိုးစားနေသည်ယနေ့မှစပြီး185မမစက်မြောက်ကြီးများဖြင့်ဒမက်စကတ်မြို့တော်ဆင်းရှေဘုံရက်ကွက်များကိုအဆက်မပြတ်စတင်ပစ်ခတ်လျက်ရှိသည်ဒမက်စကတ်သို့ချီတက်ရာလမ်းကြောင်းရှိကာကွယ်ရေးအခြေခံစစ်စခန်းများကိုလည်းအမြောက်များဖြင့်ပစ်ခတ်သည် ယနေ့တနေ့တည်းမှာပင်စီးရီးယားတင်ကားပေါင်း90ကိုအစ္စရေးကဖျက်ဆီးလိုက်နိုင်ပြီးဒေးအမြန်6ဆင်းကိုပါပစ်ချလိုက်နိုင်သည်ဟုဆိုသည်အလားတူပင်တိုက်ပွဲဝင်နေသောဂျော်ဒန်၏အမှတ်40တန်းချက်ကတိုက်ရင်မှာလဲအကြဆုံးများနဲ့စတင်ရင်ဆိုင်နေရပြီဟုဆိုသည်စီးရီးယားတို့ကအင်အားကောင်းကောင်းဖြင့်ခုခံနေကြသောကြောင့်ဒမတ်စကတ်မြို့တော်သို့ချီတက်ရေးဆိုသော အစ္စရေးတို့ရီမန်းချံမှာအလွန်နှေးကွေးနေသည်အာရပ်ပြောသည်များ ဒါဝေးပြဒုံးရင်များဖြင့်အစ္စရေးကိုပြစ်ခတ်တိုက်ခိုက်မည်ဖြစ်ကြောင်းအီဂျစ်သမ္မတအဝါဆရတ်ကယနေ့ချင်းချောက်လိုက်ရင်သိမ့်ပိုက်ထားသောနေမင်းများအလုံးမှအစ္စရေးတို့ပြန်ဆုတ်သွားလျင်အပြစ်ခတ်ရစဲမှုကိုမိမိတို့လက်ခံမည်ဖြစ်ကြောင်းဆက်လက်ပြောဆိုသည်ဆရတ်ကကုလသမဂ္ဂ၏ကြီးကြံမှုဘောင်းတွင်းမှငြိမ်းချမ်းရေးကွန်ဖရင့်လုပ်လိုသည်ထို conference သို့အာရန်နိုင်ငံများအလုံးမှခေါင်းဆောင်များနှင့်ပါလက်စတိုင်းခေါင်းဆောင်များပါတက်ရောက်စေလိုသည်မိမိတို့သည်စစ်ဖြစ်လို့သူမဟုတ် ငင်းငင်းရေးကိုသာတိဆောက်လိုသည်အီဂျစ်ပြည်အတွင်းမိုင်းသို့ရောက်အောင်အစ္စရေးတို့ကလေကြောင်းဖြင့်ဝင်းရောက်တိုက်ခိုက်နေသည်မိမိတို့အနည်းဖြင့်မလွဲမရှောင်သာနိုင်တော့လျင်တာဝေးပြည်ဒုံးကြီးများဖြင့်အစ္စရေးကိုချေမုန်းရတော်မူဖြစ်သည်အာရတ်တို့သည်သူ့နားကိုက်လျင်ကိုပားကိုက်မည်ဖြစ်သောဒူးစားမျိုးဖြစ်ကြောင်းအစ္စရေးတို့သိစေခြင်းသည်ရန်သူများကငိမ့်ငိမ့်ရေးကိုအယတိဆောက်မည်ဆိုလျင်မိမိတို့ကလည်းငိမ့်ငိမ့်ရေးကိုအယတိဆောက်မည် မိမိတို့အပေါ်မှာတစ်ဖက်သားကမြည်သူဆက်ဆံသနီးစိုးလျင်စိုးသလိုတုတ်ပြန်မြည် ကောင်းလျင်ကောင်းသလိုတုတ်ပြန်မြည်သမနာနစ်စင်နန်းတို့စားရေးပြီးအကြောင်းကြမ်းရင်မိမိတို့စိတ်ကူးခဲ့သေးသည် သို့တော်လဲလွဲမှစွာအထိပယ်ကောက်ယူသွားမည်ကိုစိုးသောကြောင့်မရေးပဲနေခဲ့သည်ဤချက်သည်ငိမ့်ငိမ့်ရဲ့အတွက်စစ်တိုင်နေသည်တရားမျှတမှုနှင့်ဒန်းတူညီမျှအခြေခံသဘောတရားအပေါ်အခြေခံသောငိမ့်ငိမ့်ရေးမှန်သမျှကိုလက်ခံမြည် နာဇီဝါဒနဲ့ဖက်ဆယ်ဝါဒကိုမိမိတို့ဆန့်ကျင်သလိုနာဇီဝါဒဖက်ဆယ်ဝါဒတို့နဲ့ထပ်တူညီမျှသောဇီယွန်ဝါဒကိုလည်းဆန့်ကျင်သည်အမေရိကန်နဲ့ဆိုဗီယက်တို့ဒင်းမာမှုကင်းမဲ့စွာဖြင့်ကောင်းမွန်သောဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရင်းဆက်ဆံနေနိုင်ကြသည်ကိုလျှော်ပါမသွားဇီလိုသည့်ဆန္ဒမိမိတွင်ရှိပါသည်စသဖြင့်သမရဇရက်ကပြောသွားသည်နယူးယောက်မြို့တွင်ရှိသောအမေရိကန်အာရပ်အမျိုးသားများကယနေ့အစည်းအဝေးပြုလုပ်သည် အရနိုင်ငံများအစွမ်းကုန်ကူညီမှုများပေးကြရန်ဆုံးဖြတ်သည်စစ်ဖြစ်သည်မှစ၍ပထမအကြိမ်ပြုလုပ်သောအစည်းအဝေးဖြစ်သည်ခုနှစ်ရာခန့်တက်သည်အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့တက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့အကြံပြုခြင်းနာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို ်အစ္စရေပြောသည်များမိမိတို့စစ်တပ်များသည်စူးအတူးမြောင်း၏အနောက်ဘက်ကမ်းသို့ရောက်သွားကြပြီဖြစ်ကြောင်းစစ်တုပ်ပန်းခြင်းအထွေထွေလဲလှယ်မှုကြီးမပြုသည်များကာလပတ်လုံးအပြစ်ခတ်ရဆဲရေးကို လက်ခံမည်မဟုတ်ကြောင်းဖြင့်အစ္စရေဝန်ကြီးချုပ်ဂိုရာမီယာက ပါလီမန်အစည်းအဝေးတွင်ယနေ့ပြောသည်၎င်းကဆက်လက်၍အစ္စရေသည်တိုင်းပြည်တစ်ပြည်ဖြစ်ကြောင်းလူမျိုးတစ်မျိုးလည်းဖြစ်ကြောင်းယက်တီခွင့်ရရန်နှင့်အတိမတ်ပြုရန်အတွက် မိမိတို့စစ်တိုက်နေခြင်းဖြစ်ကြောင်းအီဂျစ်နဲ့ဆီးရီးယားတို့ကသာကျူးကျော်မှုမပြုတ်လုခဲ့ပါကမိမိတို့ဤနယ်နိမိတ်မြင်းညောင်းများသည်1968ခုနှစ်ဇွန်လ9ရက်နေ့ကအချိန်နေတိုင်းရှိနေမည်ဖြစ်ကြောင်းယခုစစ်ပွဲမစမီကတည်းကဆိုဗီယက်နိုင်ငံကအာရတ်စစ်တပ်များကိုလက်နက်များအားဖြင့်တပ်ဆင်ပေးခဲ့ကြောင်းထို့သို့ပြုတ်လုခြင်းဖြင့်အာရတ်နိုင်ငံများကမိမိတို့ကိုတိုက်ခိုက်လာအောင်အားပေးရာရောက်ကြောင်းဂျော်ဒန်နိုင်ငံကတင်ကား80နှင့် စီးရီးယားဘက်ကကူးတိုက်နေကြောင်းဤသို့တိုက်ချင်းသည်ဂျော်ဒန်၏အလိုဆန္ဒအရဖြစ်သည်ဟုမိမိမယုံကြည်ကြောင်းယခုချိန်တည်းအပြစ်ခတ်ရစဲ၏အဆိုပြုချက်ဤသူထံကမှမရသေးကြောင်းအီဂျစ်နှင့်စီးရီးယားစစ်တပ်များလုံးဝကြေပြုံးရှုံးနိမ်သွားမှသာအပြစ်ခတ်ရစဲ၏ဖြစ်မည်ဖြစ်ကြောင်းစိတ်ထားနှလုံးထားကောင်းမွန်သည့်ကုလသမဂ္ဂဝင် နိုင်ငံများတို့သည်အမြန်ဆုံးအပြစ်ခတ်ရစဲ၏ကိုတောင်းဆိုကြလိမ့်မည်ဟုမိမိယုံကြည်ကြောင်း အီဂျစ်စစ်မျက်နှာတွင်အီဂျစ်ဘက်ကစစ်သား635000လင်းရင်မြန်650တင်ကား2500အမြောင်2000နှင့်ဒုံးရင်စခန်း150တို့ဖြင့်စစ်ဆင်နေကြောင်းစီးရီးယားတို့ကစစ်သား35000လင်းရင်မြန်350တင်ကား2000အမြောင်1300ဒုံးရင်စခန်း35တို့ဖြင့်ဘောင်ဝင်တိုက်ခိုက်နေကြကြောင်းဖြင့်ပါလီမန်တွင်မစ်ဂိုရာမီယာကမေကွန်းပြောကြားသွားသည် လက်ချီစစ်ပွဲအတွက်စစ်စည်ရိမ်များအဖြစ်ဒေါ်လာသန်းပေါင်း389ထပ်မံခွဲဝေ30ရန်အတွက်အစ္စရေးပါလီမန်ကယနေ့ခွင့်ပြုလိုက်သည်။ယင်းပါလီမန်ကပင်လိုအပ်သောအကူအညီများပေးသည့်အမေရိကန်ပြည်ထောင်စုအားကျေးဇူးတင်ကြောင်းလက်နက်ပေးပို့မှုရပ်ဆိုင်းပစ်လိုက်သည့်ဒီဒိန်နှင့်ပြင်သက်နိုင်ငံများအားရှုံချကြောင်းဆုံးဖြတ်ကြသည်။ကမ္ဘာနိုင်ငံအသီးသီးမှကြက်များစစ်ဖြစ်နေသည့်နိုင်ငံများကို စစ်လက်နက်ပစ္စည်းများပေးပို့ထောက်ပံ့နေသည့်နိုင်ငံများ၏အပြုအမူသည်အလွန်တရာကြွေကွဲဝန်းနေပွဲကောင်းလာကြောင်းဂျပန်နိုင်ငံသား၏ဝန်ကြီးဌာနကကြေညာသည်ဣသရေလသိမ်းပိုက်ထားသည့်နယ်မြေများပြန်လည်ရရှိရေးအတွက်တိုက်ပွဲဝင်နေကြသောအာရဗ်များကိုကြိုးစိုးထောက်ခံကြောင်းတရားသည့်စစ်ပွဲကိုဆင်နွှဲနေသူများအားလူအပ်သည့်အကူအညီများပေးမည်ဖြစ်ကြောင်းဖြင့်ဖော်ပြပါရှိသည်ယူဂိုစလာဗီးယားသမ္မတတီတိုနှင့်အယ်ဂျီးရီးယားသမ္မတ ဘူမီဒီယန်တို့နှစ်ဦး၏ဥရွေကျင်းညာချက်ကိုယနေ့ထုတ်ပြန်သည်မိသည့်အကြောင်းအကြောင်းကြောင့်မဆိုမိမိတို့ပိုင်းနယ်နယ်မြေကိုအစ္စရေးကကျူးကျော်မှုပြုခဲ့လျင်ဒိုရီမဟုတ်ဇီးရီးယားကိုတိုက်ခိုက်ရန်အတွက်မိမိတို့နယ်ကိုဖြတ်သန်းသွားလာလျင်လဗနွန်အနေဖြင့်စတဲဝင်ကအစ္စရေးအားတိုက်ခိုက်မည်ဖြစ်ကြောင်းဖြင့်လဗနွန်ဝန်ကြီးချုပ်တာကီဒင်ဆိုးက BBC သတင်းထောက်ကိုယနေ့ပြောသည်ဆိုမာလီးယားနိုင်ငံ အီဂျစ်နဲ့ဆီးရီးယားတို့ဘက်မှကူတိုက်ပေးရန်အတွက်အပျော်ရန်တမားပေးပို့ပေးမည်ဟုကြေညာသည်လက်နက်များတပ်ဆင်ထားသည့်ရုရှားမှတည်ယူပို့ဆောင်ရေးလေယာဉ်မြန်ကြီးပေါင်း125စင်းတို့သည် အောက်တိုဘာ10ရက်နေ့မှစပြီးဆီးရီးယားပြည်တွင်းသို့၎င်း64စင်းတို့သည်အီဂျစ်ပြည်တွင်းသို့၎င်း18စင်းတို့သည်အီရတ်ပြည်တွင်းသို့၎င်းဆင်းသက်ခဲ့ပြီးပြီဟု သိရသည်ယာယီအားဖြင့်အာရတ်နိုင်ငံများမှရေနံစီရောက်မလာတော့လဲ အမေရိကန်ပြည်ထောင်စုဖို့ထိခိုက်စရာအကြောင်းမရှိကြောင်းဖြင့်ဗန်နာရေးခန္ဓာကပြောပြသည်အရှိအလဲပိုင်းဒေတာမှရင်းနှံစီပေါင်းတသန်းနဲ့တသိန်းသင်းမောဖြင့်တဲယူရန်အတွက်ရင်းနှံစီထဲသော ထိုစီတလုံးလျင်30ကားလမ်းခွဲဆန်သည် နေစဉ်တင်သွင်းကြောင်းထိုအရေးအတွက်သည်အမေရိကန်ပြည်ထောင်စုကအသုံးပြုနေသည့်ရင်းနှံစီ၏600ဂိုင်းနှုန်းများသာဖြစ်ကြောင်းရင်းနှံစီရွှေတိုင်ရန်နှင့်ဝေးပြေးလမ်းမကြီးများပေါ်တွင် မော်တော်ကားများ စနစ်တကြမောင်းရန်အစိုးရကမြစ်တာရက်ခံထားသည့်အတိုင်းလိုက်နာကြမည်ဆိုလျင်တနည်းလျင် စီပေါင်းဘုံတန်တပ်သားသွားမည်ဖြစ်ကြောင်းအမေရိကန်နိုင်ငံသို့ရင်းနှံတင်ပို့နေသည့်နိုင်ငံများအနက်ကနေဒါနိုင်ငံက23.8ရာခိုင်နှုန်းတင်ပို့ရာအများဆုံးဖြစ်ပြီးကူဝိတ်က1ရာခိုင်နှုန်းအီဂျစ်က3.4ရာခိုင်နှုန်းအီရက်က3.1ရာခိုင်နှုန်းသာ တင်သွင်းခြင်းဖြစ်ကြောင်းဖြင့်ကြေညာချက်တွင်ဖော်ပြထားသည် မိမိတို့၏ရေနံဇင်းနှုံများကို18ရာခိုင်နှုန်းတုံးမြင့်မည်ဖြစ်ကြောင်းဖြင့်ပါရှန်ပင်လယ်ခွေ့ရှိရေနံတည်း6နိုင်ငံတို့ကယနေ့ကြေညာချက်ထုတ်ကြသည်စဖြစ်နေသည့်အရေးခင်းများနှင့်ပတ်သက်ပြီး ရှာမိုဟာမတ်ရီဇာနှင့်ဇွေနွေရန်ပါကစ္စတန်ဝန်ကြီးချုပ်အလီဘူတိုသည်တီဟီရန်သို့ယနေ့ရောက်လာသည်1983အောက်တိုဘာ18ဗုဒ္ဓဟူးအီဂျစ်စစ်မြန်နာ၄ချိန်မြောက် အာရက်အစ္စရစ်စပွဲသည်စနေရမြောင်နေ့သို့ကြာရောက်လာပြီဖြစ်သည်စီနိုင်းသေးကန်နိုင်ရအတွင်းမှာတင်ကားတိုက်ပွဲကြီးများ ကြီးမားစွာဆက်လက်ဖြစ်ပွားသည်သို့တော်လည်းအီဂျစ်တို့ကခြေသို့ထိုးတက်ရန်ခတ်နေသလိုစီနိုင်းအတွင်းရောက်ပြီးသားအီဂျစ်တပ်များကိုဒွန်းလန်ပြစ်ရန်လဲအစ္စရစ်တို့အတွက်ခက်ခဲနေသည်တင်ကားတိုက်ပွဲများသည်တနေ့ကုန်ဖြစ်ပွားနေုံများမကညဘက်သို့ပါကူးဆက်သွားသည်အစ္စရေးတို့ကအီဂျစ်တင်ကား60ကိုဖျက်ဆီးပစ်လိုက်သည်ဟု ကြေညာသည်အီဂျစ်ကလည်းအစ္စရေးလေယာဉ်20စင်းကိုပစ်ချလိုက်သည်ဟုကြေညာသည်မြေပြင်တိုက်ပွဲများတွင်အစ္စရေးတို့ဘက်ကအဆုံးအရှုံးကြီးမားသည်ဟုကြေညာယုံမှတပါအပြက်စီးစင်းကိုမူအီဂျစ်တို့ကကြေညာခြင်းမပြုဘဲနေသည်ညာပိုင်းတွင်အစ္စရေးကကြေညာချက်တစောင်းထပ်မံထုတ်ဝေလိုက်သည်ယင်းကြေညာချက်၌မိမိတို့ကရန်သူပမာတင်ကားပေါင်း90ကိုဖျက်ဆီးလိုက်သည်တင်ကားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားရာ လူမြောင်ဒေသအလဲပိုင်းနှင့်စီနိုင်တောင်ပိုင်းတွင်ပုံမပြင်းထန်စွာဖြစ်ပွားသည်ဟုဖော်ပြထားသည်ပညာချက်ကိုအပြန်အလှန်ထုတ်နေကြတော့လဲစီနိုင်သဲကန္နာရအတွင်း၌တစ်ဖက်နှင့်တစ်ဖက်အဆုံးဖြတ်ပေးနိုင်လောက်သောအခြေအနေသို့ရောက်ရှိမလာနိုင်သေးကြည်အစ္စရေးတို့၏ကွန်မန်ဒိုများမှမူစုအတူမြောင်အနောက်ဘက်ကမ်းသို့ကူးကာရန်သူတို့၏ဒုံးရင်တက်ခွဲများနှင့် ထောက်ပံ့ရေးလမ်းကြောင်းများအားဖြင့်လမ်းကြောင်းများကိုတိုက်ခိုက်ဖျက်ဆီးလျက်ရှိသည် ဇူအဒူးမြောင်အနောက်ဖက်ကအီဂျစ်နယ်မြေအတွင်း၌အစ္စရေးအသေးခံတပ်များတောင်းနေချီ၍ရောက်နေပြီဖြစ်သည်ဇူအဒူးမြောင်ကိုဝိုင်းထားနိုင်သည်ဇူအမျိုးနှင့် မလန်းမကန်းရှိ အမှတ်သုံးတပ်တော်ကိုလည်းဝိုင်းရန်ကြိုးစားနေသည်ဒူးမြောင်အရှိဘက်ကစီနိုင်းသေးကန်နိုင်ရအတွင်းရောက်နေသည့်အီဂျစ်တပ်များကို နောက်ပိုင်းနှင့်အဆက်အသွယ်ဖြတ်ရန်ကြိုးစားသည်ယနေ့နံနက်ပိုင်းကကိုင်ရိုမြို့တွင် လေချောင်းရန်အချက်ပေးအုံအုံမှုမှုများရှိသေးသည် သို့တော်လဲလေးချောင်းရန်လုံးဝမရှိခဲ့ကြီးစစ်စာဖြစ်ကလေးကယနေ့အထိအစ္စရေးလေရင်မြန်မောင်း318စင်းကိုအီဂျစ်တို့က၎င်း234စင်းကိုစီးရီးယားတို့က၎င်း20စင်းကိုဂျော်ဒန်က၎င်းအီရန်နဲ့လဗနွန်တို့ကတစ်စင်းစီကို၎င်းစုစုပေါင်း956စင်းပြစ်ချခဲ့ပြီးဖြစ်ကြောင်းဖြင့်ကြေညာသည် စစ်စာတင်ဖြစ်ပွားစဉ်ကမိမိတို့တွင်လေရင်မြန်480စင်းသာရှိဆောင်အစ္စရေးကကြေညာခဲ့သည် စီးရီးယားစစ်မြေနာတိုက်ပွဲများမှာအာယုံတက်ကလေးကစတင်ဖြစ်ပွားကြောင်းတင်ကားတိုက်ပွဲများသည်မွန်းလွယ်ပိုင်းတိုင်အောင်ဖြစ်ပွားလျက်ရှိကြောင်းရန်သူစစ်ဦးကို အနေအတော်များများတွင်ရိုက်ချိုးလိုက်နိုင်ကြောင်းဒမတ်စကတ်သို့ချီမီဟုကြွေးကြော်နေသော ရန်သူတပ်များကိုမြေပြင်ပြင့်အမြောက်များဖြင့်ဟန်တာထားကြောင်းစီးရီးယားတို့ကကြေညာတော်လဲစရင်တီကြတိုက်ပွဲအခြေအနေအတိအကျတို့ကို ထုတ်ပြန်ကြေညာခြင်းမပြုကြသို့တော်လဲ လာတာကီယာမြို့ရှိအရက်သားများနေထိုင်ရာရက်ကွက်များကိုအစ္စရေလလေယာဉ်များများကလမ်းရောက်ဘုံကျဲတိုက်ခိုက်ကြောင်းအစ္စရေလလေယာဉ်30ကိုပစ်ချလိုက်ကြောင်းကိုမူကြေညာသည်အစ္စရေကကြေညာရတွင်မိမိတို့တပ်များသည်တလက်မာပြီးတလက်မရန်သူနေမည်များကိုတိုးချက်သိမ်းပိုင်လျက်ရှိကြောင်းခန်းစစ်ပြုနေသောစီးရီးယားတပ်များကိုစာစာမြို့အထိတွန်းပို့လိုက်ကြောင်းဤမြို့သည်ဒမတ်စကတ်မြို့တော်၏အနောက်ဘက်၂၁မိုင်အကွာ ပြစ်ခတ်ရစေရင်မြင်းချောင်းကြီးအတွင်းပါ16မိုင်အကွာဝေးတွင်ရှိကြောင်းဖြင့်ကြေညာသည် စီးရီးယားစစ်မျက်နှာတွင်သတင်းယူနေသောလန်ဒန်မြို့မှဇန်ဒီတိုင်းသတင်းစာ၏သတင်းထောက်နီကိုလတ်စ်တိုမာလင်မှသူ၏မော်တော်ကားကိုဒုံးမြန်ထိပြီးသေဆုံးသွားသည်၎င်းနှင့်အတူပါလာကြသောအနောက်ဂျာမနီမဂဇင်းတစ်စောင်မှဓာတ်ပုံသတင်းထောက်နှင့်လုံခြုံရေးအရာရှိတစ်ယောက်တို့သည်လည်းဒဏ်ရာများရကြသည် ို့တော်လဲ၎င်းတို့သည်မြည်သူမြည်ဝါဖြစ်ကြောင်းအတိပြုချက်မရရှိသေးကြီအာရပ်ပြောသည်များဂျော်ဒန်မင်းဟူစိန်၏အကောင်းဆုံးသောအမှတ်၄၀တန်းချက်ကတရင်သည်စစ်မြေပြင်တွင်အကောင်းဆုံးတိုက်ခိုက်လျက်ရှီချောင်းဖြင့်စီးရီးယားကပြောသည်အရှေ့လေပိုင်းဒေသ၏အနာဂတ်အခြေအနေသည်ချင်းငွင်ကြားပေါ်တွင်မဲတင်းနေကြမည်ဖြစ်ကြောင်းကျွန်ုပ်တို့သည်ငြိမ်းငြိမ်းရင်းနှင့်အလွန်ဝေးကွာနေအောင်မည်ဖြစ်ကြောင်းအလားတူဝင်ငြိမ်းငြိမ်းရေးကိုဖော်ဆောင်နိုင်ရန်အတွက်လည်း လက်လန်းဝေးနေအုံးမီဖြစ်ကြောင်းဖြင့်ဂျော်ဒန်မင်းဟူစိန်က၎င်း၏နန်းတော်သို့တရင်စာဆရာများကိုဖိတ်ခေါ်ပြီးပြောကြသည်စစ်ဖြစ်ပြီးကတည်းကလုံးဝနှုတ်ဆက်နေသောဟူစိန်သည်ယခုပထမဦးဆုံးအချိန်လူသည့်ရှင်ညာပြောဆိုခြင်းဖြစ်သည်ဤသို့ပင်ဆိုစီယခုချိန်သည်ငြိမ်းငြိမ်းရေးတိဆောက်နိုင်ရန်အတွက်အလွန်နီးကပ်သည့်အချိန်မင်းဖြစ်ကြောင်းအစ္စရေးတို့အဖို့လည်း၎င်း၏သဘောထားကိုပြောင်းလဲရန်အကောင်းဆုံးသောအချိန်ဖြစ်ကြောင်း ဒေါ်ရန်နိုင်ငံအနေဖြင့်မိမိတို့ရသည်သည့်အခွင့်အရေးများမိမိတို့၏နေမြေများဂျေရုဆလင်မြို့နှင့်ပတ်သက်သည့်မိမိတို့၏ရပိုင်ခွင့်များကိုဘယ်သောအခါကာလအတွင်းမှအလျှော့ပေးလိမ့်မည်မဟုတ်ကြောင်းဂျော်ဒန်စစ်မြေနာ၌မိမိတို့တပ်များအထီးခိုင်ရှိသည်မှမှန်ကြောင်းသို့တော်လည်းသူတို့သည်သူတို့ဆောင်ရွက်ရမည်တာဝန်ဝတ္တရားများကိုကြေပြွန်စွာထမ်းဆောင်ကြလိမ့်မည်ဖြစ်ကြောင်းအတိတ်ဖြစ်ရန်နှင့်ပြစ်ဆုတ်ပန်းဖြစ်ရန်များသည်အရှိလေပိုင်းဒေသကိုသာမဟုတ် ကမ္ဘာငြိမ်းချမ်းရေးကိုပါချင်းချောက်လျက်ရှိကြောင်းဖြင့်ဂျော်ဒန်မင်းဟူစိန်ကတည်င်းစာဆရာများနှင့်သူ၏နန်းတော်တွင်ပြောကြားသွားသည် ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification ကောင်းလောင်းလေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ